ရောက်ပါရှင်ဒီမကတင်ပါဒီနေ့အော်တိုဘလ25ရက်နေ့အတွက် People Swing ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ကခေဘက်ကထွက်ပြေးလာတဲ့နိုင်ငံသားသားနှစ်ယောက်တောင်ရဲမြစ်အတွင်းရင်းနဲ့သိဆုံးတဲ့တဲ့စလော့ဂိန်းဆော့ရကနေအကျွေးတင်သွားတဲ့လူငယ်တူအဆုံးစီရင်တဲ့အကြောင်းနိုင်ငံရဲ့အစ်စ်ရေးချင်းငွေရှာညစ်ပြီးဒေါ်လာရေးအောင်မြင်တဲ့အထိဖော်ဆောင်မယ်လို့ KIO ဥက္ကဋ္ဌပြောတဲ့တဲ့မမော်နဲ့ခေါလန်ဖူးမြို့နယ်ဘက်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ KIA ပြောတဲ့အကြောင်း ဒီသတင်းလေးကိုနားဆင်ရမှာဖြစ်ပါရဲ့ရှင်မြန်မာထိုင်းနေဆက်ကအနမေဆိုးနဲ့ကြော်ကြတဲ့ခခိပတ်ကြားဖြတ်အလုံးရော်တွေကထွက်ပြေးလာကြတဲ့ယာနဲ့ကြည့်တဲ့နိုင်ငံခြားသားတွေတောင်ရဲမြေဖြတ်ကူးရကနိုင်ငံခြားသား၂ယောက်ရင်းနဲ့တိတ်ဆုံးမှုဖြစ်ခဲ့ပါတယ်ပြီးခဲ့တဲ့အော်တိုဘားလ22ရက်မနက်ကခခိပတ်ကြားဖြတ်အလုံးရော်တွေမှာအလုံးလုံးကိုင်းနေကြတဲ့မြန်မာတွေနဲ့နိုင်ငံအရေးရကနိုင်ငံခြားသားတွေဟာစစ်ကောင်စီတပ်ဝင်ရောက်စီးနှင်းမယ်ဆိုတဲ့အတွက်ကြောင့်အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ကြပါတယ် မြန်မာပြည်နဲ့တရုတ်နိုင်ငံသားတွေအပေါင်းဝင်နိုင်ငံခြားသားတချို့ကနေဆက်ရမြောက်ရီမြို့ကိုတွားရောက်ခိုးလုံခဲ့ကြတာပါတရုတ်တွေနဲ့နိုင်ငံခြားသားအများစုကတော့ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်ကိုဝင်ရောက်လာကြတာဖြစ်ပါတယ်အဲ့ဒီလိုဝင်ရောက်ဖို့တောင်ရင်မြက်ဖြတ်ကူးကြတာမှာနိုင်ငံခြားသားနှစ်ယောက်ရင်းနဲ့တိတ်ဆုံးခဲ့တာဖြစ်ပါတယ်ကရင်နယ်ခြားစောက်တဲ့ BGF ထင်းချုပ်ထားတဲ့မြောက်ရီတောင်ဘက်မထော်တလေးကျေးရွာကကြားဖြတ်လုပ်ငန်းနမဲထွက်ရနေရတွေကိုစစ်တပ်ကအထက်မှန်စီးနေမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက်အော်တိုဗလာ22ရက်ကစပြီး တရုတ်နိုင်ငံသားတွေအပေါင်းဝင်နိုင်ငံခြားသားတွေနဲ့မြန်မာအလို့သမားတွေအလုံးအရင်နဲ့အရွှေပြောင်းထွက်ပြေးနေကြတာပါစစ်တပ်ကခေခေပပ်ကအဆောင်အုံချို့ကိုအော်တိုဘာ16ရက်မှာဟန်ပြအဖမ်းပြပြီးစတားလင်အဆက်အချို့ဖျက်ဆီးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်ခေခေပပ်တဲကိုထပ်မံဖမ်းဆီးပြအောင်မှဖြစ်လို့နှစ်ရက်အချိန်ပေးတဲ့သတင်းတွေထွက်လာပြီးတဲ့နောက်ကြားဖြန့်အလို့ယုံတွေကတရုတ်နိုင်ငံသားတွေရောမြန်မာတွေရောထွက်ပြေးနေကြတာဖြစ်တယ်လို့ဒေသခံအချို့ကပြောပါတယ်တရုတ်နိုင်ငံသားတွေအပေါင်းဝင်မြန်မာနိုင်ငံသားတွေဟာ တောင်ရင်မြစ်ကိုဖျက်ပြီးထိုင်းဘတ်ချံကိုတင်းချောင်းရမှာထိုင်းစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတာရှိနေပါတယ်။ထိုင်းဘတ်ချံကုလသူတွေကိုထိုင်းစစ်တပ်ကတမတ်အဆောင်အုံတွေမှာခေတ္တထားပြီးအော်တိုဘာ23ရက်အထိ900ကျော်ရှိနေပြီလို့ထိုင်းသတင်းဌာနကဖော်ပြထားပါတယ်။ဒါ့အပြင်ထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတွေဇက်တိုက်ရှိနေလို့ထတ်တိုးလာမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ခေခေပတ်ဖို့ကရင်နယ်ကျောင်းစောက်တဲ့ BGF ရဲ့အမတ်နဲ့စစ်တေသအစစ်စင်ရင်မှုဘုံမှုချုပ်စောတင်ဝင်တဲ့အမတ်လေးစစ်တေသအစစ်စင်ရင်မှု ဘုံမှုချုပ်စောမို့တုံတို့ကပါဝင်ပတ်သက်နေကြောင်း Justice for Myanmar ရဲ့အစီရင်ခံစာတစ်စောင်မှာရေးသားထားပါတယ်ရှင်။ရန်ကုန်မြို့တောင်ပေမြို့နယ်မှာ slogan ဆော့ရကနေအကျွေးတင်သွားတဲ့လူငယ်တယောက်အော်တိုဘလ23ရက်နေ့မှာဂျိုးဆွဲချအဆုံးစီရင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလူငယ်ဟာအသက်22နှစ်အရွယ်ဖြစ်ပြီးမြစ်တာညို့ရက်ကွက်ကအဆောင်တစ်ခုမှနေထိုင်သူဖြစ်ပါတယ်။အဲ့ဒီလူငယ်ဟာ slogan ဆော့ပြီးရှောင်းရကနေအကျွေးရာနဲ့ချီပြီးရှိလာတဲ့နောက်ဒူနေထိုင်ရအဆောင်မှာပဲအော်တိုဘလ23ရက်မနက်ပိုင်းမှာ ဂျိုးဆွဲချအစုံးစင်သွားရလို့ဒေသခံတချို့ကပြောပါတယ်အဆောင်နေသူတယောက်ကအိမ်သာသွားဖို့ထွက်လာရင်အခန်းအပြင်ရှောက်လမ်းမှာသူ့ရဲ့ရုပ်အလောင်းကိုစပြီးမြင်တွေ့ခဲ့တာလို့သိရပါတယ်တံဝင်မြို့နယ်မှာနေထိုင်သူတူကအစုံးစင်ခဲ့သူရဲ့အခန်းပေါ်ဒီစီကနေသိရတာကတော့ slot game ဆော့ရကနေအကျွေးကိုအတိုးထပ်ပြီးအကျွေးကသိန်းရာကျော်သွားတယ်လို့ဆိုပါတယ်ဂိမ်းမှာပဲအာယုံရနေတော့အလုံးမှလည်းအဆင်မပြေဘူးလို့သူ့အခန်းပေါ်ဒီစီကသိရကြောင်းတံဝင်မြို့ခံကပြောပြပါတယ် အရိကိန်းစောလို့ချမ်းသာသွားတဲ့သူမရှိပဲအကုန်ဘဝပြတ်သွားသူကြီးပဲလို့အဲ့ဒီမျိုးခန်းကစပြောပါတယ်။အာနာသိစစ်တကလက်တလောဒေတာတွင် ကြားဖြတ်နဲ့ပတ်သက်တဲ့တဲ့နည်းအပေါ်ပိုအာယုံဆိုင်လာတဲ့အချိန်မှာအွန်လိုင်းဂိမ်းဆော့တဲ့သူတွေကိုထိရောက်စွာအရေးယူမယ်လို့ကြေညာချက်ထုတ်ပြန်ထားပြီးရန်ကုန်နဲ့မန္တလေးမြို့တွေမှာအွန်လိုင်းဘောလုံးလောင်ကစားလုပ်ကိုင်နေသူ28ယောက်ကိုဖမ်းဆီးအရေးယူခဲ့တယ်လို့အော်တိုဘာ23ရက်ကသတင်းထုတ်ပြန်ထားပါတယ်။ slot game ကိုအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြတ်တွေကလုပ်ကိုင်တာဖြစ်ပြီးပြည်တွင်းမှာကစားသူများပါတယ်။ စစ်တပ်က KK Pub ကကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနှိမ်နှင်းမှုတွေလုပ်နေပေမဲ့ Starlink Internet မရတော့တဲ့ကြားဖြတ်လုပ်ငန်းတွေက MyTel Internet သုံးပြီးလိမ်နေကြပြီလို့စုံစမ်းသိရပါတယ်။ MyTel ကမြန်မာစစ်တပ်နဲ့ VNL စစ်တပ်ပူးပေါင်းလုပ်ကိုင်နေတဲ့ operator ဖြစ်ပြီးအာဏာသိမ်းစကောင်းဆောင်မင်းအောင်လှိုင်မိသားစု အစုရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ mobile operator ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးကြက်တဲမှုတွေကြောင့်ဂုံစင်းတို့ကြီးတာအလောက်အကန့်ရှားပါတာအကြောင်းပြချက်မရှိစစ်ကောင်စီကဖမ်းဆီးဖိနှိပ်တာ။ စစ်သားတွေအရမဆူဆောင်းတာစရိတ်ပြဿနာတွေပုံမို့ကြီးထွားလာပြီးပတ်စံကိုအလွယ်နည်းနဲ့အရှောက်ဖွေရာကနေအလင်းခံရတာအကျွေးတင်တာတွေကြောင့်ဘဝအပြတ်သူပိုပြီးများပြလာတယ်လို့ပြည်သူတွေကပြောပါတယ်ရှင်။နိုင်ငံရေးစစ်ရေးချင်းတွင်ရှောင်ညိပြီးဒေါ်လာရေးလန်းစင်တွေဒေါ်လာရေးတိုက်ပွဲတွေအောင်မြင်အောင်ဖော်ဆောင်မယ်လို့ကချင်လက်ရဲ့အဖွဲ့ KIO ဥက္ကဋ္ဌအဖွဲ့ချုပ်ကြီးအင်ပါလာကဒီနေ့ပြောကြားလိုက်ပါတယ်။ဒေါ်လာရေးတိုက်ပွဲတွေမှာအချင်းချင်းစီလုံးညီညွတ်လက်တွဲကြဖို့လဲဖိတ်ခေါ်လိုက်ပါတယ်။ KIO အဖွဲ့အစည်းတည်ထောင်တဲ့65နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားမှာဥက္ကဋ္ဌကကချင်ဘာသာနဲ့မေခွန်ပြောကြားကြတာကိုဘုံမကြီးနော်ဘူးကဘာသာပြန်ရှင်းပြပေးတာဖြစ်ပါတယ်။မေခွန်မှာ KIO KIA ဝန်ထမ်းတွေပြည်သူလူထုတွေကိုအားပေးတဲ့စကားတွေပါဝင်တယ်လို့စစ်အုပ်စုကြိုးပမ်းနေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တော့ KIO ရဲ့ဒေါ်လာရေးအောင်မြင်အောင်ဖော်ဆောင်မဲ့မူဝါဒသဘောထားဒေါ်လာရေးရဲဘော်တွေညှို့ညွတ်ဖို့တရင်စကားစတာတွေကိုဗိုလ်ချုပ်ကြီးအင်ပန်လာကပြောကြားခဲ့ပါတယ်။ KIO ဘိုးကော်မတီအနေနဲ့ နိုင်ငံရေးစစ်ရေးကိုချင်းတွင်ရှာညိပြီးမှလှုပ်ဆောင်နေတာဖြစ်တယ်လို့ဥက္ကဋ္ဌကအသိပေးပါတယ်။ဘာပဲဖြစ်ဖြစ်အောင်မြင်တဲ့အထိဒီဒေါ်လာရေးလမ်းစဉ်ကိုဒေါ်လာရေးတိုက်ပွဲတွေကိုဖော်ဆောင်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းတွေ KIO ဥက္ကဋ္ဌအမေခေါ်မှာပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရှင်းပြပါတယ်။ဒါ့ပြင်စစ်အုပ်စုကျင်းပဖို့ပြင်ဆင်နေတဲ့အရေးကောက်ပွဲနဲ့ပတ်သက်လို့စွန့်ကျင်တဲ့အဖွဲ့နဲ့အထောက်ကန်တဲ့အဖွဲ့နှစ်ဖွဲ့အသေးစားပေါက်ပေါ်လာမှာဖြစ်လို့မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အရှုပ်တော်ပုံကိုဖြေရှင်းနိုင်ဖို့ဝေးသွားနေတာကိုစိတ်မကောင်းဖြစ်မိကြောင်း ဗိုလ်ချုပ်ကြီးအင်တလာကပြောပါရယ်စစ်ကောင်စီရွေးကောက်ွယ်ကြောင့်ပြည်တွင်းစစ်ပုံမရှိကြမဲလို့ KIO ဥက္ကဋ္ဌကသုံးသပ်ထားပါရယ်ရှင်စစ်ပြည်နယ်ဗမော်မြို့နယ်ခေါင်းလံပူးမြို့နယ်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့ကချင်လွတ်လပ်ရေးတမတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မကြီးနော်ဘကဒီနေ့အောက်တိုဘာ25ရက်မှာပြောပါရယ်ကချင်ပြည်နယ်ရဲ့စစ်ရေးအခြေအနေတွေမေးမြန်းရမှာဗိုလ်မကြီးနော်ဘကအရင်တိုက်ပွဲတွေဖြစ်နေတဲ့ဗမော်မှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဘိုင်းမော်ဘက်မှာလည်းလက်နက်ကြီးလေကြောင်းတက်ခတ်မှုတွေနေတိုင်းနေပါရှိတယ်လို့ပြောပါတယ်။ဒါ့အပြင်ဖားကန်ဘက်မှာတိုက်ပွဲငြိမ်းနေပေမဲ့စစ်ကောင်စီကအလုံးနဲ့ရက်ွက်တွေကိုလက်နက်ကြီး drone ပစ်ခတ်မှုတွေရှိတယ်လို့ဆိုပါတယ်။ခေါလန်ဖူးပြုံနယ်နဲ့ဆက်ဆက်ဒေသအလန်းဆယ်ဘက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေကြောင်းအသိပေးထားတာပါ။တိုက်ပွဲတွေဆက်ဖြစ်နေပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေရှိတဲ့အတွက်မြေပြင်အခြေအနေကိုတော့အသေးစိတ်မသိရသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘုကပြောပါတယ်။ KIA ပူးပေါင်းတပ်ဟာခေါလန်ဖူးမြို့နယ်ကလက်တန်းရွာနဲ့မဒောင်တန်းရွာက စစ်ကောင်စီနဲ့ပြည်သူစစ်တပ်စခန်းတစ်ခုကိုအော်တိုဘောလ22ရက်ကသိမ်းပါရတယ်လို့စစ်ရေးသတင်းမြေတချို့ကပြောထားပါတယ်စစ်ကောင်စီဟာတိုက်ပွဲတွေမှာအထိနာတဲ့အခါမှာလေကြောင်းစစ်စင်ရေးတွေကိုပုံမပြုတ်လုပ်လို့ရှိတာပါအော်တိုဘော22ရက်နဲ့22ရက်မှာလန်ဆဲဒေသဝိုင်းမော်လက်မြန်ရွှေညောင်ပင်နဲ့ဖားကန့်ဒေသစတဲ့ KIO ထိန်းချုပ်နေမိတွေကိုလေကြောင်းတက်ခတ်မှုတွေအများအပြားစစ်ကောင်စီကပြုတ်လုပ်ခဲ့ပါတယ်အော်တိုဘော22ရက်တရက်ထဲမှာပဲ KIO KIA ထိန်းချုပ်နေမိ17နေရာကို စ်ကောင်စီကပုံပြခဲ့ပြီးအဲ့ဒီထဲမှာတိုက်ပွဲဖြစ်တဲ့နေရာ၃နေရာသာပေါဝင်ပြီးအများစုကတော့ဖျားရှိခိုးကြောင်းတွေခြေရွာတွေကိုပုံကျေတာလို့ KIA ကအသိပေးထားတာပါစစ်ကောင်စီဟာတနိုင်ကလုံးအတိုင်းတာလေကြောင်းတက်ခိုင်းနေတာဖြစ်လို့ဒီသူတွေအနေနဲ့အခုအချိန်မှာလေကြောင်းတဲ့နားဆင်ကြဖို့လေဘုံဘူးကြီးနော်ဘူးကတိုက်တွန်းထားပါတယ်စစ်ကောင်စီဟာအခုအချိန်မှာပြည်သူလူထုရောရန်သူရောဘာမှမခွဲခြားပဲလေကြောင်းတက်ခိုက်တာအသေးခံဒရုန်းနဲ့တက်ခိုက်တာတွေလှုပ်ဆောင်နေတာလို့ဆိုပါတယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့ ဝေဟင်းသတင်းတွေအမြဲနားထောင်ဖို့လိုတယ်လို့မိသားစုအတွက်အလုံးကျုံတဲ့နေရာတွေကိုတိစောက်ထားဖို့လိုတယ်လို့ဘိုမူကြီးနော်ဘူကပြောပါတယ်ရှင် People's Spin ရဲ့နောက်ဆုံးရညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်